ားလုံးပဲမင်္ဂလာပါဒါကတော့ Wami Chelsea YouTube Channel ပါဆိုတော့ကျွန်တော်တို့ဒီတပတ်တော့ International Break ဒီအပြီးမှာ Premier League ပွဲစဉ်တွေပြန်လဲစတင်ပြီပဲဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်မှာပြန်စတင်မယ့်ပွဲစဉ်တွေတဲကမှအစောဆုံးကစားကြမယ့် Chelsea တင်းနဲ့ Berlin တင်းတို့ရဲ့ပွဲစဉ်ပွဲကျုံ၃ချက်ဖြစ်ပါတယ်ဆိုတော့ဒါတွေမစတင်ခင်ကျွန်တော်တို့ Chelsea တင်းနဲ့ပတ်သက်တဲ့ up to date သတင်းချို့ကိုအရင်ဆုံးအဲကြပြပေးသွားပါမယ် ဆိုတော့အဲ့ဒါအရင်ဆုံးကတော့ဒါကလူဒီယာဆိုတဲ့မုံတိုင်းတစ်ခုကြောင့်ဒါလက်ရှိအင်္ဂလန်မှာရှင်းပါမဲ့ပရီးမီယာလီဂ်ပြိုင်ပွဲမှာအဲပရီးမီယာလီဂ်ပြိုင်ပွဲရဲ့အသင်းအချို့ရဲ့ပွဲစဉ်တွေဒါရွှေသန်းရနိုင်ခြင်းရှိရဆိုတဲ့သတင်းဖြစ်ပါတယ်ဆိုတော့ဒီသတင်းထဲမှာဒီရွှေသန်းရနိုင်ခြင်းရှိတဲ့အသင်းတွေတဲကမှချက်စီအသင်းကလည်းရာဂန်တို့အနေငယ်ရှိတယ်လို့သိရပါတယ်ဆိုတော့အဲမနက်ဖန်မှာအာတာမန်မိုးရွာတာလောက်မိုးရွာတာလောက်ပဲဆိုရင် ပြဿနာမရှိပေမဲ့အဲ ဲ့ထက်ပိုပြီးပြင်ထန်လာတယ်ဆိုရင်တော့ Chelsea တင်းပွဲကအရွှေဆိုင်ရကောင်းရွှေဆိုင်ရနိုင်တယ်ရွှေဆိုင်ရကောင်းရွှေဆိုင်ရနိုင်တယ်ပေါ့နော်ဆိုတော့တကယ်လို့သာရွှေဆိုင်ရမယ်ဆိုလို့ရှိရင်ဒါကဟို Chelsea တင်းအတွက်တော့ကောင်းတယ်လို့ပြောရမယ်ဘာလို့ဆိုတော့ Barcelona အသင်းနဲ့ပွဲစဉ်တွေကသူတို့ပြင်ဆင်ခွင့်ရမယ်အဲပြီးရင်ကျွန်တော်မကောင်းတာတော့ကျွန်တော်ပြည်သက်တွေအတွက်ပေါ့နော်ဒါကျွန်တော်တို့ ငါပရီးမီးယားလိပြန်စားဖို့စောင့်နေစောင့်နေကြတဲ့ပြည်သက်တွေအတွက်တော့နည်းနည်းတော့ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့အဲနောက်ထပ်သတင်းတစ်ခုကကိုပါမကအိမ်မှာနေရင်းနေပဲတိကျတန်ရထက်ရပြီးတော့ဘန်လီနောက်အာဆင်နယ်နောက်ဘာစီလိုနာအသင်းတို့နဲ့ပွဲစဉ်တွေကို ထပ်ပြီးတော့လွှဲချော်သွားဖို့ရှိတယ်ဆိုတော့သတင်းတွေဒါမီဒီယာတော်တော်များများမှာဖော်ပြလာတာကိုတွေ့ရပါတယ်ဆိုတော့အာကိုပါမကဒီမနက်ဖန်ကစားမဲ့ဘန်လီတင်းတဲ့ပွဲစဉ်မှာလည်းပါဝင်လာနိုင်အောင်မှာမဟုတ်ဘူးအန်ဒါအပြင်ဒါအာဆင်နယ်အာဆင်နယ်ကတော့နောက်မှာပေါ့နော်ဘာစီလိုနာနဲ့ဒီဂျာယက်မှာကစားမဲ့အဲချန်ပီယံပွဲစဉ်မှာပါဝင်မှာမဟုတ်ဘူးနောက်အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာလည်းပါဝင်လာအောင်မှာမဟုတ်ဘူးဆိုတော့ ဟိုကျွန်တော်တို့ဘန်လေးအတင်းနဲ့ချက်စီတင်းတို့ရဲ့ပွဲစဉ်ပွဲကြိုသုံးသက်ချက်ကိုစပြီးတော့ပြုလို့လိုက်ရအောင်ပါဆိုတော့အရင်ဆုံးတော့ကျွန်တော်တို့တေဘယ်ကနေစပြီးတော့သုံးသက်ကြည့်ရအောင်လက်ရှိမှာချက်စီတင်းကတေဘယ်ရဲ့မြန်မာလီအမပီစီယာရဲ့အဆင့်၃နေရာမှာရပ်တည်နေတယ်။အဆင့်၁ကအာဆင်နယ်နဲ့ဒါ၆မှတ်ပြတ်ပြီးတော့အဆင့်၂ကမန်စီးတီးနဲ့ကတော့၂မှတ်သာပြတ်ထားတယ်။ဒါပေမဲ့ချက်စီးတင်းရဲ့အောက်မှာတော့ အောက်မှာရှိတဲ့အသင်းတွေအထူးသဖြင့်ဒါအသင်း6သင်းလောက်ကဟာချက်စီးသင်းနဲ့အမှတ်အရန်กว่าတဲ့အနေအထားမျိုးမှမရှိဘူး။ဒါချက်စီးကရမတ်20သူ့အောက်မှာဆိုရင်19ကနေပြီးတော့ရမတ်19မှတ်ကနေပြီးတော့18နံပါတ်အတွင်းမှာရှိတဲ့အသင်းတွေက6သင်းလောက်တည်ရှိတယ်။ဆိုတော့ချက်စီးသင်းကဒီဘက်မှာတည်ရကြတာနဲ့အနည်းဆုံးအသင်း3သင်း4သင်းလောက်ရဲ့ကြော့တချင်းကိုခံရမယ်။အဲရှုံးရလို့ကတော့လုံးဝမရဘူးပေါ့နော်။ဆိုတော့ ဗန်လီတင်းတဲ့ပွဲစဉ်ကိုအနိုင်ယုံကန်ထားရမယ်ဒါအပြင်အာဆင်နယ်ကဒီတစ်ပတ်မှာ စပါအသင်းနဲ့ပွဲချက်အနေအဲပွဲချက်အနေနဲ့သွားကစားဖို့ရှိတယ်ဆိုတော့စပါကလည်းချက်စီးကိုဖိအားပေးနေတဲ့အသင်းတွေထဲမှာပါတယ်အဲစပါကလက်ရှိအမတ်ပေးစရာရဲ့အဆင့်၅မှာအာရမက်က16မိနစ်ချက်စီးတင်းကိုချက်စီးတင်းနဲ့နှစ်မှတ်တာပြတ်နေတဲ့အနေထားမျိုးမှာဆိုတော့စပါပဲနိုင်နိုင်အာဆင်နယ်ပဲနိုင်နိုင်ချက်စီးကကိုလိုကိုမလုထားနိုင်ဘူးဆိုလို့ရှိရင် အမတ်ကိုပြတ်သွားနိုင်တယ်ပြီးရင်နေရာဖယ်ပေးရတာဖြစ်နိုင်တယ်ဆိုတော့ချက်စင်းသင်းကတင်းတင်းပွဲတက်ကိုအနိုင်အနိုင်ကိုကစားကိုကစားထားမှဖြစ်မယ်မယ်ဆိုတော့ဒီပွဲစဉ်ကဗန်လီသင်းရဲ့အိမ်ဝင်းမှာတွားပြီးတော့ချက်စင်းသင်းကအဝေးကွင်းအနေနဲ့တွားပြီးကစားရမှာဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့အဲဘယ်သားသမားတွေပွဲထွက်လာနိုင်လဲပြီးတော့နိပြကဘယ်လိုကစားခွက်မျိုးကိုသုံးဆွဲနိုင်တော့လဲဒါအပြင် အဲဂျာယန်မှကစားမဲ့ဘာစီလိုနာပွဲအတွက်ကိုလူချမ်မချမ်းစသဖြင့်ပြောစရာတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်တို့အဲကျွန်တော်တို့အရင်ဆုံးခက်နိုင်ခြင်းရှိတဲ့အခင်းကျင်းတစ်ခုကိုကျွန်တော်ဆွေးနွေးကြည့်ကြရအောင်ဆိုတော့ဒီမှာကဟာဗန်လီသင်းနဲ့ပွဲစဉ်ကကျွန်တော်တို့အမှတ်ပြက်လို့မရဘူးဘာစီလိုနာအသင်းနဲ့ပွဲစဉ်ကအိမ်ကွင်းမှာလက်ခံကစားရမယ်ဆိုပြီးမဲ့ဘာစီလိုနာကလည်း ထင်သလောက်လွယ်တဲ့အသင်းမျိုးတော့မဟုတ်ဘူးဒါပေမဲ့လောလောဆယ်ကျွန်တော်တို့ဘန်လီအသင်းနဲ့ပွဲချင်းကိုပဲအရင်ဆုံးအာရုံစိုက်ပြီးတော့ပြောဆိုဆွေးနွေးသွားကြရအောင်ဆိုတော့ကျွန်တော်တို့အဲချယ်ဆီကတော့အာမာရက်စကာရဲ့သူ့ရဲ့ favorite ဖြစ်ဆုံး၄ -3-1 ဆိုတဲ့ formation နဲ့ပဲအထပ်ပြီးတော့ပွဲထွက်လာနိုင်တယ်ဘူသမားကတော့စမ်းချက်ကိုပဲရွေးလာလိမ့်မယ်လို့ထင်တယ်အဲ့ဒီချက်စီးတဲ့ရဲ့ဘဟုခံစစ်ကာသမာတွေထဲမှာဒါမျက်မှောက်ပွဲမှာဝင်ကစားနိုင်လောက်တဲ့ဝင်ကစားနိုင်တဲ့ကာသမာတွေဆိုလို့ရှိရင် ုဘာနာပြီးရင်ခြာလိုပါနောက်အချင်းပေါင်းနောက်တူစင်တို့ရှိမယ်ဆိုတော့နိပြကဘလို့အတွဲဆက်ကိုအသုံးပြုနိုင်လောက်လဲအဲဒီဘက်မှာဒီဘက်မှာလည်းအစွမ်းကုန်ကစားမလားလူကုန်ထုတ်ပြီးကစားမလားဒါမှမဟုတ်လို့ရှိရင်ဟာဘာစီလိုနာပွဲအတွက်လူချန်တာမျိုးလုပ်မလားစသဖြင့်ပေါ့နော်အာကျွန်တော်ထင်တော့ဒါကျွန်တော်အကြိုက်ကတော့ဖူဘာနာအချင်းပေါင်းဖြည့်လိုက်မယ်လို့ထင်တယ်အဲနိပြကလည်းနည်းနည်းပုံပြီးဒီပွဲစဉ်လည်းသူ့အနေနဲ့ ဟို NBA အပြင်နဲ့ပဲပွဲထွက်လာလိမ့်မယ်လို့တော့ထင်တယ်။အဲ now ဆိုတော့ကျွန်တော်တို့စင်တွယ်စင်နာဘက်မှာဖူဗာနာရဲ့ now အချင်းပေါင်းရယ်ကိုရွေးပါတယ်။အဲ right red တွေ left back တွေဆက်ပြီးတွားရင်က left back ကတော့ဒါကူကူရယ်လာတော့သူ့ကူကူရယ်လာပဲပေါ့နော်။အဲ right back မှာတော့ Gusto ကိုသုံးမလားဒါမှမဟုတ် Rich ကို Rich Jane ကိုသုံးမလားဆိုတော့ဒီအပိုင်းကဘာသလနာပွဲနဲ့ရှင်ပြီးတော့နည်းနည်းတော့ဟိုကစားလို့ရတဲ့နေရာမျိုးပေါ့နော်။ဆိုတော့ ်ဒီချင်းကိုအာဘာစီလိုနာပွဲစဉ်အတွက်ဘာစီလိုနာတင်းတဲ့ပွဲစဉ်အတွက်အတူကိုရကဟိုအပြည့်ဝအနာပေးထားမလားဒါဒီဘက်မှာဖူးစတိုကိုပွဲထွက်ကစားစီပြီးတော့အာရီချင်းကိုအနာပေးထားမလားရီချင်းကိုဘာစီလိုနာတင်းတဲ့ပွဲစဉ်နဲ့ကြာမှာပဲဒါအဲသူ့ကိုအဲသူ့ကိုကစားခိုင်းနိုင်မျိုးလုပ်မလားစသဖြင့်ပေါ့နော်အာဒီမှာတော့နည်းနည်းတော့ဒါနည်းပြစိတ်တန်းကြဖြစ်မယ်လို့ထင်တယ်ဆိုတော့ဒီနေရာမှာတော့ဘသူဘဝရေလို့တော့မထားတော့ မ်ထားတော့ပေါ့နော်ဆိုတော့နောက်ထပ်ကတပည့်ပြပနေရာမှာတပည့်ပြပနေရာမှာတော့ပုံမှန်အခင်းကြီးမဲ့ဖြစ်တဲ့ final တက်တို့ကအစီတို့တို့ထပ်ပြီးတော့ပွဲထွက်သွားနိုင်တယ်ဒေသမားတွေပဲထပ်ပြီးတော့ပွဲထွက်လာနိုင်တယ်အဲနောက်ပြင်ဒါပြင် ဟာတပတ်ပတ်ပတ်နေရာမှာတော့နည်းနည်းစဉ်းစားရမှာရှိမယ်အဓိကကဒါ AM နေရာမှာလို့မရှိတဲ့ပြဿနာပေါ့နော် AM နေရာမှာကိုပမမရှိတဲ့ပြဿနာကအာဒီလက်ချောင်းပက်ထိုဆိုတဲ့ပုံစံကစားမယ်ဆိုရင်တော့ file တက်ကို guide zero နဲ့ငကိုတွဲပေးသလိုတွဲထားပေးလို့တော့ရတယ်ဒါပေမဲ့အဲကြောပတ်ထူတက်တက်ဒီလက်တက်တက်ဆိုတဲ့ပုံစံမျိုးထားကစားမယ်ဆိုလို့ရှိရင်တော့ file တက်ကိုဒါ AM နေရာမှာထားကစားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဘူးနန်တော့တိလဲ အဲရှိတယ်ဆိုပေမဲ့နီးပြားကတော့တိတ်ပြီးတော့ပွက်ထွက်ခွင့်ပေးလိမ့်မယ်လို့တော့မထင်မိဘူးဆိုတော့ဒီနေရာမှာလည်းနီးပြားဘလို့တွေအာစီမံလာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်။နောက်ဒီ level right back တွေကတော့ဒီ SD ဘောင်းအနေနဲ့ပွဲထွက်လာနိုင်တယ်လို့ထင်တယ်။ netto ကိုအာဘာစီလိုနာနဲ့ဘာစီလိုနာအသင်းနဲ့ပွဲစဉ်အတွက်အာ netto အနာပေးထတာမျိုးလောကောင်းလုံနိုင်တယ်။အဲဒီဘက်မှာတော့ ကန္နာချိုပေါ့နော်ကန္နာချိုကိုပို့ပြီးတော့သဘောကျတယ်သူ့ကိုပို့ပြီးတော့လိုင်းရရစီရှိလိုင်းရရစီဂျင်းနေပေါ့ဆိုတော့တစ်ဖက်ကဗန်လီတင်းကတော့လိုဘလော့ဆန်တယ်အာငါးလေးတစ်ဆိုတဲ့ပုံစံကသူတို့ရဲ့သူတို့အတင်းရဲ့ကစားကွက်လေဖြစ်တယ်ဆိုတော့ချက်စီကလိုဘလော့အတင်းနေဆိုရင်တိုင်ပက်လေးရှိတယ်ဆိုတော့အဲ့ဒီပြဿနာကိုလည်းဒီဘက်မှာထပ်ပြီးမမြင်ရပါစေနဲ့လို့ပဲဆူတောင်းပါတယ်ဘာလို့လဲဆိုတော့ဒါ international break တွေ အပီးမှာဒါပထမဆုံးပြန်စားတဲ့ပွဲစဉ်ပြီးတော့အစောဆုံးပွဲစဉ်ဖြစ်တာကြောင့်မလို့အာအနိုင်ရလက်အနိုင်ရလက်ရတာ ਉਹ ပဲအာကျွန်တော်ပြိသက်တွေကတော့ကြည့်ကျင်နေမှာနော်ဆိုတော့ဒါတော့ဆန်စီသင်းနဲ့ဗန်လီသင်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အာပြိသက်တယောက်ရဲ့ဒါအမြင်ပေါ့နော်အမြင်နဲ့ပြိသက်တယောက်ရဲ့အမြင်နဲ့ဒါပြောဆိုဆွေးနွေးသွားတာဖြစ်ပါတယ်ဆိုတော့ base rate တို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာချရေးပေးခဲ့လို့ရပါတယ်အဲအဆုံးထိတည်ရှိပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်